နောက်ထပ်တင်ဆက်ပေးမယ့်အားကစားသတင်းတစ်ပုဒ်ကတော့ Europa League Quarter Final အဆင့်ကိုအင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းသုံးသင်းတက်ရောက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။2020 2023ဘောလုံးရာသီ Europa League ရှုံးထွက်အဆင့်ဒုတိယကျောက်ပွဲစဉ်တွေကိုတောက်ကြနေတဲ့နောက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်း၃နဲ့အထိယူရိုပါလိကွာတာဖိုင်နယ်အဆင့်အထိကိုတက်ရောက်နိုင်ခဲ့တယ်လို့သိရပါဗျ။ညူကတ်ဆယ်အသင်းဟာရုရှားနာမည်ကြီးကလပ်အန်စီအသင်းကိုဒုတိယကြိုအင်ကွင်းပွဲစဉ်မှာတိုက်စစ်မှုစစ်စီရဲ့နောက်ကျဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနှစ်ကြော့ပေါင်းရလဒ်ဂိုးဂိုးမရှိနဲ့ကွာတာဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါဗျ။ပထမကြော့ပွဲစဉ်မှာတော့စတူအာဘူခါရက်စ်အသင်းကိုအဝေးကွင်းမှာဒ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ချယ်ဆီအသင်းဟာလည်းဒုတိယကြိုအင်ကွင်းပွဲစဉ်မှာမာတာ၊တယ်ရီ၊တော်ရက်စ်တို့ရဲ့အသင်းကိုများနဲ့၃ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့ပြီး နှစ်ကြော့ပေါင်းရလက်3-2ဂိုးနဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ပထမကြော့မှာတော့အင်တာမီလန်ကို3-6ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့စပါးသင်းဟာလည်းဒုတိယကြော့အဝေးကွင်းပွဲစဉ်မှာ3-6ဂိုးမရှိနဲ့ပဲရှုံးနိုင်ခဲ့ပြီးချိန်ပေါ်ရှင်ပြန်ကစားခဲ့ရာတိုက်စစ်မိုးအဒီဘာရောရဲ့သွင်းကိုကြောင့်အဝေးကိုရရှိခဲ့ပြီးအင်တာမီလန်အသင်းမှအနိုင်ကိုတကိုထပ်မံရယူနိုင်ခဲ့ပေမဲ့လေ၄ဂိုးတကိုရလက်တာထွက်ပေါ်လာခဲ့တာကြောင့် နှစ်ကြော်ပေါင်းရလန်၄ကို၄ကိုနဲ့အဝေးကိုစီမင်းအရာနောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်လို့သိရပါဗျ။ခြားပွဲစဉ်များမှာစီးရီးယားကလပ်လာဇီယိုအသင်းဟာစတုဂတ်အသင်းကိုဒုတိယကြော်အင်ကွင်းပွဲစဉ်မှာ၃ကိုတကိုးနဲ့ထပ်မံအနိုင်ရရှိခဲ့ပြီးနှစ်ကြော်ပေါင်းရလန်၅ကိုတကိုးနဲ့ควอတာဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါဗျ။တူရကီကလပ်ဖီနာဘာချီအသင်းဟာလည်းဗီတိုရီယာပါဇန်အသင်းကိုဒုတိယကြော်အင်ကွင်းပွဲစဉ်မှာတကိုးတကိုးနဲ့တရေကစားနိုင်ခဲ့ပေမဲ့ပထမကြော်မှာတကိုးကိုမရှိတဲ့အနိုင်ရရှိခဲ့တာကြောင့် နှစ်ကြော့ပေါင်းရလဲနှစ်ကိုးတကိုးနဲ့ quarter final တက်ရောက်နိုင်ခဲ့ပါတယ်။ပေါ်တူဂီကလပ်ဘင်ဖီကာအသင်းဟာလည်းဘော်ဒိုအသင်းကိုပထမကြော့အိမ်ခွင်မှာတကိုးကိုးမရှိနဲ့အနိုင်ရရှိခဲ့တယ်လို့ဒုတိယကြော့အဝေးကွင်းပွဲစဉ်မှာလည်း၃ကိုး၂ကိုးနဲ့ထပ်မံအနိုင်ရခဲ့တာကြောင့်နှစ်ကြော့ပေါင်းရလဲ၄ကိုး၂ကိုးနဲ့ quarter တက်ရောက်နိုင်ခဲ့ပါတယ်။ပထမကြော့မှာဂိုးမရှိသေးကြခဲ့တဲ့ Ruben Garza အသင်းနဲ့ Liban ၄ပွဲစဉ်မှာလည်းဒုတိယကြော့ Ruben Garza အသင်းရဲ့အိမ်ခွင်ပွဲစဉ်မှာဘုံမရှိသေးကြခဲ့တာကြောင့်အချိန်ပိုဆက်လက်ရှင်ပြန်ကစားခဲ့ရာရူဗင်ကာဇန်အသင်းက နှစ်ဂိုးဂိုးမရှိတဲ့ quarter final တက်ရောက်နိုင်ခဲ့ပါတယ်။ယခုနှစ် Europa League quarter final အဆင့်ကို Premier League မှာ Spa, Newcastle, Chelsea အသင်းတို့တက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။